အနာပဲအယုတ်ကိုတော့ရုပ်ရှင်ထဲမှာလူတော်တော်များများကမြင်ဖူးပြီးသားဖြစ်မှာပါအခုကအနာပဲအယုတ်ရဲ့အပြင်းမတကယ်ရောရှိသလားဆိုတာကိုပြောပြပေးပါမယ်အနာပဲအယုတ်ဟာအပြင်းမတကယ်ပဲရှိနေခဲ့တာပါ အဲ့ဒီယုံကိုနမကျော်ဘရာလောကစုံစမ်းတဲ့အက်ဒဝါရင်နဲ့လူရင်းဝါရင်တို့နေမယားကသူတို့ရဲ့ပြတိုက်ထဲကအထူးမှန်မီတို့တခုထဲမှာလုံလုံဂျုံဂျုံနဲ့ထည့်သိမ်းထားခဲ့ပါဗါဒ်အက်ဒဝါရင်က2006ခုနှစ်မှာလူရင်းဝါရင်ကတော့2019ခုနှစ်မှာစုံမသွားပြီဖြစ်လို့အဲ့ဒီပြတိုက်ကိုသူတို့ရဲ့သက်မှတ်ဖြစ်သူကလွှဲယူလိုက်ပါတယ်။အပြင်ကအနာဘဲအယုတ်ရဲ့စိတ်ဝင်စားစရာအချက်တွေတဲကမှသူ့ရဲ့ပုံစံကိုအရေးဆုံးပြောရမယ်ဆိုရင် နမဲအယုတ်စစ်ဟာ Raggedy Ann အမျိုးအစားဖြစ်ပြီးတော့1955ခုနှစ်ကတည်းကစတင်ပေါ်လာခဲ့တာပါ။ရုပ်ရှင်တွေကအယုတ်နဲ့ဘာကွာသလဲဆိုတော့အပြင်ကအယုတ်ကရုပ်ရှင်တွေကလို့ကြောက်စရာကောင်းတဲ့ပုံစံပေါက်မနေပဲ။ဆေဗင်နီနီနဲ့သရီးခံပုံနှစ်ခေါင်းပါတဲ့အဝိအယုတ်လေးပါပဲ။ဝါရင်တို့လင်မယားကတော့အဲ့ဒီလိုတာမန်အယုတ်ပုံစံပေါက်နေတာကမကောင်းစွာတရေတွေလှည့်စားဖို့အခွင့်အရေးဖြစ်သွားတယ်လို့ယူဆပါရတယ်။ နဘဲအယုတ်ကိုဂမ်မီယာလွန်ကီပညာရက်တွင်နဲ့ဆိုင်တဲ့ဝါရင်တို့ဇနီးမောင်နှံရဲ့ပြတိုင်ထဲမှာထည့်သိမ်းခဲ့ပါတယ်။ပြတိုင်ဆိုတာကသူတို့ရဲ့အိမ်နောက်ဖေးကအခန်းတစ်ခုကိုပြောတာပါ။အယုတ်ကို အစွမ်းမပြနိုင်အောင်လို့ရေမန်းနဲ့နောက်ပြီးဘိတ်သိမ်းပေးထားတဲ့တစ်သားနဲ့အထူးပြုလုပ်ထားတဲ့မှန်မီတို့ထဲမှာတောခတ်သိမ်းခဲ့တာပါ။မှန်မီတို့ပေါ်မှာလည်းသတိပေးချက်လုံးဝမဖွင့်ရဆိုတဲ့စာကတ်ထားပါရတယ်။လိုရင်းဝါရင်ကွယ်လွန်ပြီးနောက်တော့ 2019ခုနှစ်မှာမြို့ရဲ့စီကံသတ်မှတ်ချက်တွေကြောင့်ပြရိုက်ကို အများအပြည်သူလိုက်ကြည့်ခွင့်ပေးပစ်လိုက်ပါတယ်။အယုတ်ကိုတော့အဲ့ဒီနေရာမှာပဲဝါရင်တို့မိသားစုကဆက်ပြီးထိန်းသိမ်းထားလိုက်ပါတယ်။အနာဘဲကိုပြရိမ်မှာထားပြီးတဲ့နောက်မှာထူးဆန်းတဲ့အဖြစ်အပျက်တွေရှိခဲ့တယ်လို့ဝါရင်တို့ကပြောပါရယ်ပြရိမ်ကိုလက်ရောက်လဲပတ်တဲ့လူငယ်တအူးကအနာဘဲကိုလောင်ပြောင်ခဲ့တာမျိုးရှိတယ် မင်းမဆွမ်းအားရှိရင်ငါ့မှာချစ်ရတွေထင်ပါစေဆိုပြီးနောက်တလူလူနဲ့စိန်ခေါ်ခဲ့ပါတယ်။အဲ့ဒီလူငယ်ဟာပြားလိုက်ကနေအပြန်မှာဆိုင်ငယ်အက်ဆီဒန့်ဖြစ်ပြီးဆုံးသွားပါတယ်။တချို့ကလည်းမှန်ပြီးတော့ပိတ်ထားပေမဲ့အယုံဟာဘီရိုထဲမှာသူ့ဘာသူရွေရှာနေတာကို မြင်မှုတယ်လို့ပြောကြပါတယ်။2020ပြည့်နှစ်ဝန်းကျင်တုန်းကအန်နာဘဲအယုတ်ထွက်ပြေးသွားတယ် ပြောက်သွားတယ်ဆိုတော့ကောလာဟလတွေအင်တာနက်မှာတော်တော်လေးပြန့်သွားပါသေးတယ်။ပြတိုင်းကိုထိန်းသိမ်းနေသူတွေကလည်းအယုတ်ကလုံလုံခြုံခြုံရှိနေပါတယ်ဆိုပြီးပြန်ဖြေရှင်းခဲ့တယ်။၂၀၁၅အောက်မှာတရုတ်ဆောင်မက်ဒရိုက်ကဟော်ရင်တို့နေအိမ်နဲ့ပြတိုင်းကိုဝယ်လိုက်ပါတယ်။ပြတိုင်းပြန်ဖွင့်ဖို့အစီအစဉ်တွေ ရှိတယ်လို့လည်းပြောပါတယ်။ပြတိုင်းပိတ်ထားပြီမဲ့အန်နာဘယ်အယုတ်ကို Devils on the Run 2လို့မျိုးကောင်းစဉ်တွေနဲ့ တချို့သောပွဲလန်းသမင်တွေမှာခဏတစ်ဖြုတ်ပြသလေးရှိပါတယ်။အန်နာဘဲအယုတ်တရေဇလန်းတွေဟာစိတ်ကူးရင်ဇလန်းလာလို့မင်းရင်ဟုတ်လဲဟုတ်တယ်မဟုတ်လဲမဟုတ်ဘူးလို့ဆိုရပါမယ်။တစိတစ်ပိုင်းအဖြစ်စိတ်ကူးရင်ရကူးထားတာဟုတ်တယ်လို့တကယ်အဖြစ်ပြက်ကိုအခြေခံထားတာလည်းပါပါတယ်။ရုပ်ရှင်ထဲမှာမြင်ရတဲ့အန်နာဘဲရဲ့ပြူဝိုင်းနေတဲ့ကြောက်စရာမျက်လုံးဇမင်ကျဆံပြီးဒါရီက ဒါရိုက်တာနဲ့ထုတ်လုပ်သူတွေကကြည့်တဲ့ပရိသတ်အတွက်ပိုကြောက်စရာကောင်းအောင်တမင်ဖန်တီးထားတဲ့စေကူးရင်ပုံစံမျိုးပါရုပ်ရှင်ထဲမှာစေတန်နဲ့စုကိုကိုပွဲတဲ့အနာဘဲဟီဂင်းဆိုတဲ့ဇက်ကောင်ကတည်သွားပြီးတဲ့နောက်မှာဝိညာဉ်ကအယုတ်ထဲဝင်သွားတာမျိုးဒါမျိုးကြတော့ဇလန်အယဖန်တီးထားခြင်းသာဖြစ်ပါတယ်အနာဘဲရုပ်ရှင်ဇလန်တွေဟာနာမည်ကျော်တရားဖန်သမားစုံတွေဖြစ်တဲ့လော်ရင်းဝော်ရင်တို့စုံစမ်းထောက်လှမ်းခဲ့တဲ့အမှုတစ်ခုကိုအခြေခံထားပါတယ် ဒီနေရာမှာတဆက်တည်းပြောစရာရှိတာကဝါရင်တို့ဆုံးလွဲပြန်ပြောပြတဲ့အပြင်ကတကယ်ဖြစ်ရဆိုတာပါ1980ပြည့်နှစ်ဝန်းကျင်လုံးကဒန်နာဆိုတဲ့သူနာပြုအကြောင်းသူကသူ့ရဲ့အမေစီကနေမွေးနေ့လက်ဆောင်အယုတ်ရခဲ့တယ်အဲ့ဒီအယုတ်ကသူ့ဘာသူရွေးတာအခန်းပြောင်းတာသွေးဆက်တွေတွေ့ရတာမျိုးတွေဖြစ်လာတယ်ဝါရင်တို့ပြန်ပြောချက်အရဒန်နာနဲ့တငယ်ချင်းတွေကအကြမ်းမြင်ဆရာမကိုခေါ်ပြီးတော့ အန်နာဘဲဟင်ကင်းစ်လို့ခေါ်တဲ့ကလေးဝိညာဉ်ဝင်ရောက်ပူကနေတာသိလိုက်ရတယ်။နောက်တော့ဝါရင်တို့အတွဲကအဲ့ဒီရုပ်ကိုယူသွားပြီးကွန်နတီကပြည်နယ်မှာရှိတဲ့သူတို့ရဲ့အိမ်နောက်ကပြလိုက်ထဲမှာမှန်ပြီးတော့တောက်ခတ်ထားလိုက်တာ ဖြစ်ပါတယ်။ထုံးစံအတိုင်းသိပ္ပံပညာရှင်တွေကတော့အပြင်ကအယုတ်ရဲ့အထူးစံဖြစ်ရတွေဟာအထောက်အထားမပြနိုင်တဲ့ဒဏ္ဍာရီတစ်ခုလိုပဲဆိုကြပါဗျ။အန်နာဘဲကို ပထမဆုံးရုပ်ရှင်ထဲမှာမြင်လိုက်ရတာက The Conjuring 2013ရဲ့အစပိုင်းနဲ့မှာပါ။ဒါပေမဲ့အဲဒီဇာတ်ကားမှာ အနဘဲကအဓိကဇာတ်ကားမဟုတ်သေးပါဘူး။အနဘဲအယောက်အကြောင်းကိုအဓိကထားရိုက်ခဲ့တဲ့ပထမဆုံးရုပ်ရှင်နာမည်ကအနဘဲ2014နာမည်နဲ့ဇာတ်ကားပါ။တည်ကြတာကအနဘဲဟာအပြင်မှာတကယ်ရှိခဲ့တဲ့ Raggedy Ann doll အယုတ်ကို အခြေခံပြီး ပေါ်လာတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ရုပ်ရှင်တွေကအယုတ်ရဲ့ပုံသဏ္ဍာန်ဇလန်းစက်ကွက်အများစုနဲ့ထိနှံစရာမြင်ကွင်းတွေကတော့ စိတ်ကူးယဉ်ဖန်တီးမှုတွေပါပဲ။